ကဲ့ပါကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့မေလ22ရက်နေ့ညနေ4:00နာရီသုံးနာခွဲမှာရှင်ပြိုင်ကစားမယ်ဆေဘာစတာအသင်းနဲ့ရမညယူနိုက်တက်အသင်းတို့ပွဲစဉ်မှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုမင်းကပွဲချုပ်သုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါဒါအုပ်စုဒီရဲ့ဒါဆေဘာစတာအသင်းနဲ့ရမညယူနိုက်တက်အသင်းတို့သုံးနာခွဲမှာညနေ4:00နာရီမှာရှင်ပြိုင်ကစားသွားမယ်ပွဲစဉ်ဖြစ်တယ်ဆေဘာစတာအသင်းကတော့ဒီလက်ရှိအမှတ်ပြစရာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီသုံးပွဲကစားပြီးတဲ့အချိန်မှာသုံးပွဲစလုံးအနိုင်ရလာရရှိထားတာမတွေ့ရဘူးရကို3ကိုရရှိထားပြီးတော့ပေကိုက19ကိုခွင့်ပြုထားတာတွေ့ရတယ်အာဒီနေ့မှာဆိုလို့ရှိရင်ဒါခန်းစစ်ပိုင်းက အာအားနည်းချက်ရှိတာတွေ့ရတယ်။အဲသူတို့အနေနဲ့ဒီပွဲစဉ်မှာဒီလီတူးပြန်ပွဲအတွက်ပေါ့နော်ပြင်ဆင်တဲ့အနေနဲ့ပဲအာလာပြီးတော့ကစားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့သုံးသပ်ချင်တယ်။တစ်ဖက်မှာရမညာယူနေတဲ့အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါရမညာယူနေတဲ့အသင်းကရှေ့တစ်ဖက်အာမှာကျွန်တော်ဒီဒီထက်ပိုပြီးတော့လုတ်ပြနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ခဲ့တာရှိတယ်။ဒါပေမဲ့လည်းဒီမြောက်ဒီအသင်းနဲ့တွေ့ဆုံခဲ့တဲ့အနေထားတစ်ခုမှာသုံးခုပြအရင်နေခဲ့တာတွေ့ရတယ်ပေါ့နော်။ဒီရမညာယူနေတဲ့အသင်းနေနေဒီလာမဲ့ဒီလီဝမ်ပြန်ပွဲမှာဟို ဒီရက်ပို့ပြီးတော့ကြတော့အနေဒါတစ်ခုနဲ့ရှင်ပြိုင်ခြင်းလဲဆိုလို့ရှိရင်တော့ရှင်ပြိုင်နိုင်မှုအတွက်ဆိုလို့ရှိရင်တော့ခြေဆွမ်းတည်ငြိမ်နိုင်မှုအာခြေခြေဆွမ်းပိုင်းဒီရက်ပို့ပြီးတော့တည်ငြိမ်မှုလိုအပ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ခြင်းနဲ့ဒီနှစ်သိရှင်မဲ့ဆိုလို့ရှိရင်တော့ဒါလက်ရှိအနေဒါတစ်ခုကရမညာယူနေတဲ့သင်းကအာတာတယ်လို့ပြောလို့ရလဲကစားသမားစုဖွဲ့မှုအနေဒါတစ်ခုကရောလက်ရှိရလပိုင်းအနေဒါတစ်ခုရရောပေါ့နော်အာဒါပေမဲ့ဒီပွဲမတိုင်ခင်မှာဆေးဘာစတာသင်းကနားရက်ပို့ပြီးတော့ကြတော့ရရှိထားတာလဲကျွန်တော်အနေနဲ့သိထားမိတယ်ပေါ့နော်ဒီဒီအနေဒါတစ်ခုကဆေးဘာစတာသင်းကအာတာချက်ရှိပြီးတော့ကြတော့ရမညာယူနေတဲ့သင်းကသတိထားပြီးတော့ရှင်ပြန်သွားမယ်အနေဒါတစ်ခုတော့ရှိ တယ်။ဘာပဲပြော လီတူအတင်းနဲ့ဒီတန်းတက်ထားတဲ့လီဝမ်အတင်းတို့တွေ့ဆုံကြတဲ့အတင်းလည်းဖြစ်တဲ့အခါကျတော့ဟို နှစ်သင်းစလုံးကနောက်ဆုံးပွဲစဉ်လည်းဖြစ်တဲ့အခါကျတော့အချိန်နဲ့ရှိစီနဲ့ချင်းမြန်ကစားလာအောင်မဲ့ပွဲစဉ်လို့တော့ကျွန်တော်လည်းသုံးသပ်ခြင်းနဲ့ကိုတော့ကြာနေနဲ့ဟောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင်ခင်ဗျာဟုတ်ကဲ့ပါဆေဗာစတာသင်းကတို့နောက်ဆုံးကစားထားတဲ့ပွဲကိုရန်နာဝင်တဲ့ပွဲမှာကြည့်မယ်ဟဲ့ဆိုရင်ကစားဝင်ကောင်းတာတွေ့ရရမှာနော်ဟုတ်ကဲ့ပါမိနစ်80ကျော်မှပန်နတီကနေကိုပေးလိုက်ရတယ်ဟုတ်ကဲ့ပါအဲပွဲမှာဆိုရင်ရန်နာဝင်သွားပြီလို့တော့ကျွန်တော်တို့ထင်တာပေါ့နော်ဟုတ်ကဲ့ပါသွားပြီတော့ဆေဗာစတာတမတ်ရပြီအဲ့လောက်တော့ကျွန်တော်တို့ထင်ထားခဲ့တာအဲ့မဲ့80ကျော်မှပန်နတီကစားရပြီးတော့ ကိုပေးလိုက်ရတယ်အဲ့မတိုင်ခင်မှာဆိုရင် तू ကတော့ကိုရနိုင်မဲ့ခွင့်ရေးတွေလည်းရှိခဲ့တယ်ပေါ့နော်ရတနာမှုဆိုတော်တော်လေးကိုကစားခက်ခဲ့ခက်ခဲ့တယ်ပေါ့နော်အဲ့တော့ Silver Star တင်းကိုလည်းအာလုံးဝရမညာအနေနဲ့ short တွက်လို့မရဘူးမရဘူးဟုတ်ကဲ့အာ Silver Star အနေနဲ့လည်းဒီဘွဲမှာရမညာစီကအမှတ်ရသလောက်ယူနိုင်အောင်ကြိုးစားပါမယ်ဘာလို့လဲဆိုတော့သူတို့အမှတ်မရသေးဘူးပေါ့နော် ဲ့တော့အမှတ်မရသေးဘူးဆိုတော့အမှတ်ရတော့လောက်ယူအောင်ကြိုးစားပါပဲ။ရမရယူနိုက်တက်ကိုတော့ကျွန်တော်မြောက်ယူနယ်ပွဲမှာကြီးလိုက်တဲ့အချိန်မှာတော်တော်လေးအားမလို့အားမရဖြစ်မိတယ်ပေါ့နော်။အဲ့မြောက်ယူနယ်ပွဲမတိုင်ခင်မှာမကန်ခင်မှာဟဲ့ဆိုရင်စမ်းမြင့်နိုင်ဘူကန်ကျော်တို့ကိုဒါအရန်နဲ့ထည့်ထားတာတွေ့ရတယ်ပေါ့နော်။အဲဘလိုပဲဖြစ်ဖြစ်ဒီကစားသမားနှစ်ယောက်ကအဓိကကစားသမားတွေပေါ့နော်။အဲ့ကစားသမားတွေကိုထုတ်ပြီးတော့အဲကျွန်တော်ထင်ပါတယ်ချို့ကစားသမားလေးတွေဟိုထည့်ဆန်းတာမြင်ရတယ်ပေါ့နော်။လိုပဲဖြစ်ရဒီလိုအုပ်စုတက်နိုင်ခြင်းရှိတဲ့ပွဲမျိုးမှာကစားသမားတစ်ဆန်းတုံးတာက တမျိုးကြီးပဲပေါ့နော်ကျွန်တော်တို့ဒါလေးကိုတော်တော်သဘောမကျဘူးမြောက်ယူတကိုးပေးလိုက်ရတဲ့ချိန်မှာစမ်းမြင့်နိုင်တို့ဖူးခန့်ကျော်တို့ဝင်လာတယ်ဝင်လာတဲ့ချိန်မှာကစားပုံတွေကကောင်းတယ်ဆိုပေမဲ့ပူကောင်းလာတယ်ဆိုပေမဲ့ပထမပိုင်းကပြီးပေါ့ဒုတိယပိုင်းလည်းကြာတော့အာရာမညာယူနိုက်တက်အတင်းကသူတို့ဂိုးတွေပေးထားတာပြန်လိုက်လို့ဇောင်းနဲ့လိုက်ကစားတဲ့ချိန်မှာခန်စစ်ကပထမပိုင်းလောက် ဟိုတူတူညီညီမရှိတော့ပြင်ပြင်မရှိတော့ပြန်ပွင့်ပြီးတော့နောက်ထပ်ဂိုးတွေအများကြီးပေးရတဲ့ data ကိုမြင်ရတယ်ပါเนาะဒါသုံးဂိုးဂိုးမရှိဆိုတော့တော်သေးတယ်မြောက်ရီကအဲ့နေ့ရပွဲမှာဆိုရင်တကယ်ခွင့်ရေးတွေတေချာရမယ်ဟေးဂိုးဖြစ်ပြောင်းလဲနိုင်မယ်ဟေးဆိုရင်သုံးဂိုးဂိုးမရှိတော့မှာဒီထက်ပိုပြီးတော့များလာနေတယ်ဒါဟုတ်ပါတယ်ရမညာ United တင်းကိုကျွန်တော်အဲ့တစ်ချက်ကတော်တော်လေးကိုအားအားမလို့အားမရဖြစ်မိရပါเนาะနောက်ဆိုနောက်ပြီးတော့ဂိုးဘုံပြောလို့ပါเนาะ League 1ကိုတတ်ထားတာဖြစ်တဲ့အတွက်အဲသူ့အနေနဲ့ဒါပြိုင်ပွဲအချို့ပြိုင်ပွဲပုံစံမျိုးမှာ တဲ့တွင်စမ်းသက်တာတော့မှန်တယ်ပေါ့တော့ဒါပေမဲ့ကျွန်တော်ကကျွန်တော်ပြောချင်တာကဟိုမြောက်ရီကိုနိုင်လိုက်ရင်အုပ်စုတက်နိုင်တဲ့အနေထားရှိတဲ့ပွဲမျိုးမှာဒီလိုမျိုးစမ်းသက်တာတော့အရင်ဆုံးလုံးတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဘလို့ပဲဖြစ်ဒါရာမညာ United အသင်းနေနဲ့ဒီ Silver Star ကို short တက်လို့မရဘူးနေနာဘုံတော့တော်တော်လေးအခက်တွေ့အောင်ကစားထားတာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဒီပွဲလည်းကြည့်ကောင်းအောင်မယ်ရာမညာ United အသင်းကပဲ ဟိုနိုင်ပွဲဆရာသွားမလားစီဘာစတာအသင်းအရပဲအမှတ်ဆရာသွားမလားပေါ့နော်အဲ့ဒါလေးကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်အဲ့တော့ဒီပွဲကိုလည်းလာအားပေးဖို့ကျွန်တော်နေဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျ